ကဲပထမဆုံးရက်ပထမဆုံးရက်ပြန်ပြီးတော့အစမိတ်ဆက်ပြောလိုက်တာကဲအချိန်မရှိတဲ့လူဗာပြောချင်တာရှိလျှောက်ပါဆော့ဆော့ထွက်မဲ့သူမေးချင်တာပြောချင်တာ ဘယ်သူယင်ပြောမလဲကဲမရှိရင်ကိုကျော်အချိန်လေးဆင်ပြေအောင်ဟုတ်ပြန်ပါဗျာရှင်မဒီနေ့တရားတော့ဟိုခုနပြောတင်ညာတင်ညာကိုတင်ညာတိကိုတကယ်ကိုခန္ဓာတိဉာဏ်တိနဲ့မမအောင်ပေါ့နော်ရှင်မနော်အဲ့တော့တန်းနိုင်တဲ့လောက်လေးတော့ပြီးတော့ကြိုးစားနေတတိရှိတဲ့ချိန်ရှင်မခုနပြောရှူတဲ့ ရှုစိတ်မှာတတိနဲ့ညံဒါရှုရှုတဲ့အပိုင်းမှာပေါ့နော်ဟိုအရှုခံကအရှုခံဒီနှစ်ခုကို꿰ဖို့ဆိုတော့ဒီပြီးတော့အိုက်တင်းလောက်တော့ခုအနေထားမှာတော့ဟို꿰လာပြီတော့ဒီပြီးတော့ထင်းတယ်ပေါ့နော်ပြီးတော့ဒီခုဒီကြားထဲမှာနားထဲရက်မှာတော့ဒီပြီးတော့အင်စာနေနဲ့အရှင်ဖျားရင်တရားတွေပြန်နာဖြစ်တယ်ပေါ့နော်နာဖြစ်တော့တချို့တရားတွေကဟိုတော်တော်အစ်စ်လိုဖြစ်နေတယ်ပြီးတော့အဲ့တော့နာခဲ့တော့ကမလိုက်နိုင်မလိုက်နိုင်ပေါ့နော်ကိလေသာတအားများခဲ့တော့ပြီးတော့ သိတာဩကိရိတာများတော့ငါဒါတွေဘာလို့မသိခဲ့တာလဲပေါ့နော်အဲအရင်တော့အဲ့တည်းမှာပိုတစ်ချက်ပိုသိတာဒီမနာကိုတပြီတော့မသိဘူးအရင်တော့မသိတာပေါ့နော်တဖြည်းဖြည်းမနာဆိုတာကိုမြင်လာတဲ့ခါကျတော့အဲအဲ့တရားတွေပြန်လာလိုက်တဲ့ခါမှာတော်တော်အဆင်ပြေတယ်ပေါ့အဲ့ခုအရှင်များတရားတွေဆိုတပြီတော့တရားကျော်ကနေစပြီးခု340ကျော်ထိတပြီတော့အကုန်လုံးပြန်တတိယ5ဘုံ6ဘုံလုံးနဲ့ပြန်လာတော့တပြီတော့အဆင်ပြေပါတယ်ဗျာအဓိကလူနေသေးတာကခုနကပြောတတိနဲ့ညံပေါ့ တတိညံနည်းနည်းဟိုလုံနေသေးတယ်ဝရိယလည်းပါတာပေါ့နော်ရှင်အဲ့ဒါဒီလုံနေသေးတယ်အဲ့အဲ့ဒါ၄တပြီတော့ထပ်ပြီးဟိုတင်လိုက်ရင်တော့ရှင်များတရား၄ဆက်နာဖို့အတွက်တော့တပြီတော့နားဆန့်လောက်ပဲလို့တပြီတော့မျောမျောလင့်နေပေါ့နော်ရှင်အစအစပိုင်းမှာတော့နားမဆန့်တယ်လို့ဖြစ်တာပေါ့အခုတော့ဒီတရား၄အကုန်ဒုတိယတကြောပြန်လာလိုက်တဲ့အချိန်မှာတော့ဒီနေ့ရှင်ပြဟောတဲ့တရားဆိုရင်အဲတပြီတော့စိတ်ထဲမှာတော့ဟိုရာဂိုင်းတော့တော်များတော့နားဆန့်တယ်လို့တပြီတော့ထင်ပါတယ်ဗျ တခြားတော့ရှောက်ရှက်မရှိပါဘူး။ဟုတ်ပါပြီ။မောင်မြန်တွေပါမလာလို့ပါလို့ပြောမှန်လားပါဗျာဟိုဂျာရဲမှာတပြီတော့မထိုင်မြတဲ့ခါကျတော့ဟိုဟာလုံးဝသွေးပူလေးချိန်ကတော်တော်ကိုများပြင်မဲ့လို့ခေါ်ရရေအကုန်လုံးတော့ကောင်းကောင်းလေးဟိုနိုင်နိုင်ပါတယ်ဗျာလက်ခံနိုင်ပါတယ်ဗျာပြီးတော့အဲ့တင်ညာနဲ့ပညာနဲ့ကိုလည်း ကောင်းကောင်းလေးကိုယ့်ကိုယ်သတိပေးပါရစေ။နောက်တစ်ခုကတော့ထပ်မက်စရာတော့ပညာပညာများလာရင်တော့တတိတော်ဖြစ်မှာပဲဆိုတာကိုလည်းကိုယ့်ကိုယ်တေချာလေးတတိကတ်နိုင်အောင်လေးတေချာလေးပညာနဲ့တတိကိုကုနိုင်အောင်လေးတေချာလေးကြိုးစားပါမယ်ခင်ဗျာ။ဒီနေ့ဟောသမီးတော့ကောင်းကောင်းလေး line line နားယူနိုင်ပါရဲ့ခင်ဗျာ။ဒီမှာခင်ဗျာ။စူးစားပြီးတော့တန်တော့မှာပြောရလေးနည်းနည်းဖြတ်ပြောရရင်ကျန်တဲ့သူတွေလည်းပါတာပေါ့။ဦးစင်းတော့ကလေတရားထိုင်နေ ဖြစ်ချင်တာမထားနဲ့ခုနဟိုပေါ့စပြီးကောင်းနေတဲ့အချိန်မှာလေအဲ့ဒါကိုသဘောတကျမဖြစ်နဲ့ဒါတော့နောက်ကိုအသားလေးစုပ်ပြီးကြည့်အဲဆိုးလာတဲ့အချိန်ကြရင်လေဟဲ့အသားလေးပဲဖြစ်ပေသည်စိတ်ကလေးက at ease ပေါ့နော်ဟိုဟိုဦးစင်းတို့ဟိုအားမလို့တတ်တာပေးသလိုလေနော်ဟိုတတိတတ်တာလို့သွားသလိုလေစိတ်ကလေးကိုအဲ့လိုလူတက်ဟာလူတက်တောင်တက်တာတက်တာလို့ဖြစ်တယ်လို့ စိတ်ကလေးကိုတက်တာအောင်နော်ဟိုစိတ်ကလေးကဘလို့ပေါ့ဟိုတချို့ဆရာတော်တွေကတော့တချို့တရားစခန်းတွေမှာတော့ဥပ္ပခါလို့သုံးကြတာတကယ်တော့လောဘဒေါသမဖြစ်တဲ့ state ပေါ့တွေ့လားနော်ကောင်းနေတဲ့အပေါ်မှာကျေနပ်ပြီးမကတ်တာစိုးနေတဲ့အပေါ်မှာဟောဒါမဖြစ်လက်မခံဖြစ်တာတွေ့လားနော်ခုနကကိုရီးယားထိုင်နေထိုင်တဲ့ခါမှာလေထိုင်ခြင်းစိတ်ဖြစ်မှသွား မလှုပ်အောင်ထိုင်နိုင်ရင်စိတ်ဖြင့်ကိုမှားနေတယ်เนาะပမာသူအဲ့ဒီမှာကွာအဘိဇာเนาะတခါတခုဖြစ်လာတဲ့အပေါ်မှာအဲ့ဒါကိုမကြင်မနှက်ဖြစ်နေမှားသွားပြန်ရောเนาะဟိုဒီဝေနာပေါ်လာရင်ပျောက်ချင်မှားသွားပြန်ပေါ့အရှားလာတယ်နာလာတယ်ပူလာတယ်ဒီပူလာပျောက်ချင်မှားသွားပြန်เนาะဖြစ်ချင်ရင်မှားတယ်မဖြစ်ချင်မှားတယ်ဒီဟာကိုအမြန်သတိထားလိုက်ဖြစ်ချင်ရင်မှားတယ်မဖြစ်ချင်မှားတယ်အဲ့ဒါလေးကိုနောက်ဆုတ်ပြီးတက်တောင့်တက်တာလေးနေဖို့ အဲခုနအမပြောတဲ့ဟာမှလေကျန်တဲ့သူတွေတက်လေဒါကတော်တော်အရေးပါမှာတချို့ဟိုဟိုအဲ့ဒါလေးကိုဟိုတရားရခိုင်တော့မပိုင်သေးတဲ့လူတွေညာတယ်လေတော့တချို့30တိတယ်40တိနောက်ခုနပြောတဲ့ပညာများမှသတိဖြစ်တာဟုတ်ထိုင်နေထိုင်နေထိုင်နေဆိုတာကိုလေတချို့တွေ3ရက်5ရက်ဒါမှမဟုတ်나이30나이50လောက်မှတ်မှတ်ဖဲနဲ့ထိုင်မှုကာယပေါ်မှာသတိမဖြစ်ဘူးထောင်းနေခါကနာပြောနေကြเนาะဟုတ် နိုင်တချို့လေဒီအတိလေးတစ်ခုပေါ်မှာပညာအားတူနိုင်3 50လောက်မှမကျင်ဘဲနဲ့တတိယမပေါ်ဘူးဒါဒါဒါ average ကိုပြောတာနော်တချို့တိတ်တော်တဲ့သူတွေတော့ရတယ်ခဏလေးနဲ့တိတ်ပါနေပါလေလို့တော့ပြောရတယ်တန်းသဘောပေါက်တာဟောဒါကတော့တသိန်းတစ်ယောက်တသန်းတစ်ယောက်လေကိုပါဖို့ခက်တယ်လေနော်အဲ့တော့ဦးစဉ် average ပြန်ပြောတာခဏမှပြောတယ်ပညာဟိုအမှတ်မိလိုက်တဲ့ဟာပေါ့ပညာအကောင်းမှတတိဖြစ်တယ်ဆိုတာကိုနည်းနည်းထပ်တိုးပြော နော်ဟိုဟိုထဲမှာတော့အဲ့လိုပြောချင်မရလိုက်လို့နော်တကယ်တော့ကိုရှုခွက်တစ်ခုကိုအဲ့ဒါကိုတစ်ခုတည်းကိုဖိပိစီစီမှတ်ကြည့်နာယီ30လောက်မှမရောက်မမှတ်ဘူးပဲနဲ့အဲ့ဒီပေါ်မှာသတိဖြစ်ဖို့အတော်ခက်တာနော်အခုယောဂီအများစုကလေဒါဒါဦးစင်းတော့ဒါ average ကိုပြောပြတာနော်ကိုတင်ကြည့်ပြောကြည့်လှုပ်ကြည့်တဲ့အခါမှာကိုကိုယ်တိုင်လည်းလှုပ်ကြည့်တဲ့အခါမှာလေဟိုတကယ်ဟိုဒါကြီး30လောက်မှမရောက်ခဲနဲ့အဲ့ဒီအပေါ်မှာ ဲ့ဒီအရှုခံတစ်ခုပေါ်မှာတတိထင်ရှားဖြစ်ဖို့အတော့ခက်တယ်ဒါကကိုယ်အနေနဲ့ပြတော့ကိုယ်တက်အားနေတဲ့သူဆိုရင်တတိအားနေတဲ့သူကိလေသာထူတဲ့သူဆိုပိုးကြာလေဒါဒါလေးနည်းနည်းဖြည့်ပြောတာနော်နှစ်ချက်ပေါ့နော်ဆက်ဆက်ပါအောင်ပါကျန်နာတော့တခြားလေးကြိုးစားပြီးတော့တပီတော့တတိကပ်ဖို့လိုတာပါပဲခင်ဗျာထုံးစံပါဒီပါဘောတပီတော့ဝရိယဆိုင်ဖို့ဟုတ်ပါ ဟုတ်တယ်။သတိကပ်ဖို့လေမာသနာပြောတွေ့လား။ဟိုဒီနေ့တရားနဲ့ပြန်ပြောရင်လေခိုးလို့သတိကပ်ဖို့မဟုတ်ဘူးဖြစ်ချင်တာမရှိဘူး။နော်ဖြစ်ချင်တာမရှိတော့မှသတိရဖြစ်တာဟုတ်။နော်နောက်အာယုံပေါ်မှာဖြစ်ချင်တာမရှိရင်အဲ့ဒီအာယုံပေါ်မှာသတိရတတ်သူစားတာ။ဒီအာယုံပေါ်မှာမဖြစ်ချင်တာမရှိရင်အဲ့ဒီအာယုံပေါ်မှာသတိရစားတာ။တော့သတိကိုအရေးကြီးတယ်ဒါပေမဲ့သတိဖြစ်ဖို့ဒီဒီနှစ်ချက်လိုနေတာ။ ်နော်ခုဟိုအားထုတ်တဲ့သူတိုင်းဟာတတိရေကြီးမှန်းသိအဲ့ဒီထိလည်းလက်ခံဒါပေမဲ့အာယုံကိုဖြစ်ချင်တာမရှိနဲ့မဖြစ်ချင်တာမရှိနဲ့ဆိုတဲ့ဟာကိုကြတော့မလိုက်ဖြစ် မလုဖြစ်ကြအဲ့မှာပြပြတော့တတိလိုနေတာအဲ့ရနေကိုတက်မလာတော့ဒါနော်တတိဖြစ်ဖို့ဒီဒီနှစ်ချက်ကိုမကြော်နိုင်မချင်းတတိအားဟာကောင်းမလားပါဘယ်တွေ့လာမှာနော်အဲ့တော့တတိရတိုင်းကိုကိုပြန်ကြည့်မဖြစ်ချင်တာတွေများနေသလား လူရောစိတ်ကိုပြန်ပြီးစကန်ဖတ်ကြည့်လာနော်အဲလူမလူအတောင့်တင်းနေရင်စိတ်ကဟတ်ထိုးလိုက်နေရင်ဖြစ်ချင်တာရှိနေနော်အဲလူလူလူအတောင့်တင်းနေပြီးစိတ်ကတင်းတောင့်နေပြီဆိုရင်မဖြစ်ချင်တာရှိနေပြီစိတ်ကအစင်မပြေဖြစ်နေပြီလူအတောင့်တင်းနေပြီဆိုရင်မဖြစ်ချင်တာရှိနေတတိယရလူရောလူနဲ့စိတ်ကိုတလဲစီစစ်ကြည့်လာ body နဲ့ mind နဲ့ပေါ့နော်ခေါင်းစာခြေဆုံးက body ခန္ဓာကိုယ်ရုပ်ကိုစစ်ကြည့် အဲ့ဘာနဲ့မဆိုင်ဘူးစိတ်တသက်ရှိတယ်ဒီလောက်ဆိုကိုကတိ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 သားသူတွေညာလေစိတ်အစင်မပြေဘူးငါငါစိတ်အစင်မပြေဘူးတော့ငါလာမပြောနဲ့ပြောနေကြလေအဲဒီပုံစံပဲเนาะအဲ့ဒီစိတ်ကိုပြန်ကြည့်เนาะအဲ့လိုပြန်ကြည့်လို့တင်းနေပြီဆိုရင်ပြောတာဖြစ်တယ်တွေ့လားเนาะလူသလုံးလောက်မှာဒါလေးပဲเนาะတတိဖြစ်ဖို့အတွက်ကိုညံကိုရတယ်เนาะတတိနဲ့ညံဟာအပြန်အလှန်တချို့ကတတိကြီးပဲအရေးကြီးတယ်ထင်တာ နော်အခုဦးစင်းတို့ပြောတာကဒီဖះပြောတဲ့နည်းပဲနော်ဒါဟုတ်လားဝိနည်းအရလောကီအဘိဇာဒေါမနတ်တန်ကိုညာအနေနဲ့ပြောပြနော်အဲ့ဒါကိုလက်တွေ့ထဲမှာပြန်သတိပေးတာဟိုဒီပြတော့ဒီအာယုံပေါ်မှာသတိထားမှာလားမဟုတ်ဘူးနော်အဲအဲ့ဒီအာယုံပေါ်မှာဖြစ်ချင်တာရှိနေသလားအသားလေးကိုကိုစကန်ဖတ်ကြည့်ရုပ်ပေါ်မှာနော်စိတ်ပေါ်မှာပြန်စကန်ဖတ်ကြည့်လာဟထိုးလိုက်နေတယ်မတက်မတာဖြစ်နေတယ်ဆိုရင်လောကဖြစ်နေနော်နော်စိတ်ကတင်းနေတယ် လူကလည်းတောင့်နေတယ်ဆိုရင်စိတ်ကထမ်းနေတယ်လူကလည်းတင်းနေတယ်ဆိုရင်အဖြစ်ချင်တာရှိတယ်။ဟောဒါဆိုငါ"ဩငါဒါဒေါသပဲ။ဩငါဒါဘိဇာ။ဩငါဒါဒေါမနတာပဲ"လို့လည်းပြောရတယ်။နော်ဘိဇာဒေါမနတာကိုဖယ်မှတရိယာရှိမှာပါလား။အဲနော်ဒါဒါဟိုပြောရရင်ဦးဇင်းတို့ကဒါစာအတိုင်းတိကျပြောတာ။ဘိဇာဒေါမနတာရှိနေရင်တရိမာမရှိတာဘူး။နော်တခါတည်းတချို့ဟာတွေကိုတွားပြီးတော့ ဟိုပေါ့စဖက်များရေပို့ဆိုးတယ်ဟိုဟိုတချို့อ่ะโอ้ဖြစ်နေဖြစ်မှန်းသိရပြီပဲလို့ပြောတာလေဘယ်လိုရအပိစာရှိနေတတိတောင်မဖြစ်ဘူးဆိုမှအဲ့ဒါဒါဒီဟောပေါ့ရေရှည်ကိုပြောတာပေါ့နော်အဲ့ဒါတော့မိတ်ဆက်ဆိုတော့တော့ပဲထားပါတော့လေနောက်နောက်ခါကျတော့ဆက်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 ပြီးတော့ဟွာလာနော်အမအဲ့ဒီတတိကတ်ရမယ်ဆိုတာကိုညံကူဖို့နောက်တနေ့ထပ်ပြပါနော်ပုံမှန်တတိကတ်ရမယ်ဆိုတော့လူတိုင်းသိတယ် ဒါပေမဲ့အဲ့ဒီတရိကတ်ဖို့ဒီဉာဏ်ကူမတရိယာအကောင်းလာနော်ဟုတ်ပါမယ်ဟုတ်ပါပြီကဲအချိန်မရှိတဲ့လူရင်ပြောပါနော်ပြောမရှိပြန်ဆရတဲ့ချက်တော့တန်းအောင်တော့ဝင်ထိုင်သားပဲမသိကတော့ခွင့်တိုင်သွားတယ်ဒီနေ့မနက်မအားလို့ပါ ိမဗျာတရီဈာထဲမှာဗောဗျာဈာထဲမှာတော့တရားတော့နာဖြစ်တယ်ဗောဗျာတရားကောင်းကောင်းနဲ့တရားထိုင်တာတော့မလုံးဖြစ်ဘူးဗောဗျာမလုံးဖြစ်တော့တရီတော့ဒီနေ့မနေ့တော့ဟိုဗောထင်တာတော့အစားပြန်ရောက်သွားလိမ့်မယ်လို့ထင်တာဗောဗျာအစားပြန်ရောက်ပြီးတော့ထိုင်နိုင်မှုတောင်မှဘာမဖြစ်ဘူးလို့ထင်တာဗျာတရီတော့ဒါပေမဲ့ရတယ်ဗျာတဏှာကြီးလုံးလုံးကဒီတရားအာယုံပေါ်မှာပဲရှင်ဖျားရဲ့ဒီကြားတဲ့အတန်ပေါ်မှာပဲ တပြီးတော့ဟိုဟာဖြစ်ပြီးတဲ့ခါကျတော့ခန္ဓာကိုယ်ကခန္ဓာကိုယ်အလျောက်ဝေဒနာဝေဒနာအလျောက်သူ့ပါသူ့သူ့မှတ်တော့ဘာဟိုကမဖြစ်ဘူးဖေရကံနဲ့စိတ်လည်းမဖြစ်ဘူးဖေရဝေဒနာဖြစ်တဲ့အချိန်မှာလေတင်မဖေရမထင်တပြီးတော့စိတ်ထဲမှာအခုလိုလုံးလုံးစာလုံးကြီးစာပြန်စာမယ်လို့ထင်တာမစရဘူးဖေရတင်ကကြံသေးတယ်ပေါ့ကြံသေးတယ်ပေါ့လားနော် တပည့်ရဲ့ခါကျတော့ဟိုဘက်ကဒီကြားသိစိတ်နဲ့ဟိုဟာနားရဲ့အတန်ရဲ့ကြားသိစိတ်အဲ့လိုဟောတော့တပည့်တော့ဖတ်တာကိုတွေ့တယ်ဗျာဖတ်တာအဲ့ဒီဟာလေးကိုသဘောပေါက်ပြီးတော့တွေ့ရပါဗျာအဲ့မှာဥစဉ်ဒါဝေဒနာဟောဖတ်တာပြစရာဝေဒနာတိမတော်ပဲနဲ့ဒီအရှိရရုံနဲ့နန်နဲ့ဝင်ပြောနေတယ်ဆိုတဲ့ကောင်းကောင်းဒီသဘောပေါက်လိုက်တယ်ခင်ဗျာအဲ့မှာဖတ်တာဆိုတာဒါလေးပါလားပေါ့ဒီတိန်နံတိန်နိပတ်တော်ဆိုတဲ့ဟာဒီပြောနေတာဆိုတာလေတော့သူနေလိုက်တယ်ခင်ဗျာ ပြီးတော့တတိယဟိုဟာဈာထဲမှာတော့တတိယတရားတော့နာပြစ်တယ်ဗျအဲ့ဒီမှာတတိယနေဟိုဟာပေါ့အရင်တရားအမထုတ်ခင်ငါနဲ့ဒီ morning session နားသွားပြီမဲ့လေပေါ့ငါငါဒီနောက်ပိုင်းမှာလည်းတတိယဟိုနေမှုဘဝပေါ့တတိယရဲ့ဘဝကကြာဘလို့ဖြစ်သွားလဲဆိုတော့ဟိုဟာပေါ့ဗျဟိုနေလို့ကောင်းတယ်လို့ပြောပါဗျာတတိယစိတ်ထဲမှာတော့ နေနေလို့ကောင်းစားလို့ကောင်းတရားများတရားများလုံးလုံးတလားလို့တော့ဟိုဒီဟိုအဖို့ဗျာဘလို့ကိလေသာနည်းသွားတာလို့ပြောမှာပေါ့ဗျာတပြီးတော့ဟိုမရဏသတိကိုလည်းလက်ခံနိုင်တဲ့ဟိုနေစဉ်နေရတာပေါ့ဗျာတရားအားမထုတ်မထိုင်ပြစ်ပေမဲ့လေဗျာတော်တော်ဟိုဟာဖြစ်တယ်ဗျာသူငင်းအေးတယ်ပေါ့ဗျာနေရအဲ့ဒါတော့ဈာတဲ့မှာဖြစ်နေတဲ့ဟာပေါ့ဗျာဒါပေမဲ့တပြီးတော့အဲ့ စိတ်ဆန္ဒတွေကတော့ morning session လေးပြန်ဆိုင်ကောင်းပါဆိုပြီးတော့တပည့်တော်ရှောက်မလို့ရှိသေးတဲ့ဦးစင်ရဒီဟာကိုပြောတော့တပည့်တော်ကလည်းအားနာတော့မပြောပြဘူးပြဒါပေဒါမဲ့အားကိုးရပေါ့ပြတပည့်တော်အတွက်အားကိုးရလေး morning session လေးကိုပြန်ဆပေးကောင်းပါဆိုပြီးတော့တော့ညှော်နေနေတာပြဒီနေ့တရားတွေကတော့နာရင်းနဲ့တော့ဟောဖြစ်ပါတယ်ပြတပည့်တော်အနေနဲ့ကတော့ ဘာဝနာအတိဖြစ်ဖို့ရဘာဝနာပွားပွားဖို့ရအများကြီးလိုတယ်လို့ထင်တယ်ဗျာတပြီးတော့ဈာထဲမှာလည်းအဲ့ဒါကိုကြည့်တယ်ဗျာတပြီးတော့နန်တရားတွေပဲလိုက်ကြည့်တဲ့အခါကျတော့တစ်ခါလေးမှဝေဝါးနေတဲ့အခါကျတော့ဒါပိုင်ပိုင်နိုင်နိုင်မဖြစ်သေးဘူးပွားဖို့ရသိုံမဲ့သိလိုက်တာပွားဖို့ရတွေလို့နေတာဆိုတော့တပြီးတော့ဒီနေ့မနေ့ပြောတဲ့ဟာကိုတပြီးတော့ဈာထဲမှာတောင်းတောင်းတွေ့ထားတယ်ဗျာအဲ့ဒါကိုတပြီးတော့တချို့ဟာတွေကတူတာမရတချို့ဟာတွေကတော့ ိပေမဲ့တချို့ဟာတွေကကြတော့သိုံမဲ့သိပြီးတော့မပွားဖြစ်တဲ့ခါကြတော့ဘာဝနာတိမရောက်တဲ့ဟာတွေအများကြီးဆိုတော့တွေ့တာဗျာတင်ပါဗျာလေ့ကျင့်မှုလုံးနေတင်ပါဗျာဦးစင်းတော့ဒီအတိတစ်ခုသိပြင်အဲ့အတိကိုကျင့်တတ်သွားရင်လေရသွားပြီထင်တာခါခဏပြောနေကြပေါ့ဟိုဟိုဟိုလက်ချာတစ်ခုမှကြားပြီးတော့အဲ့စာကိုကရပြီထင်တာဒါပေမဲ့ပြန်ကြက်ကြည့်တော့မရတော့တော့အဲ့ဒါကိုအထက်ထက်ထက်ကြက်တော့ကြက်တော့ကြက်တော့မှပြန်ပြန်ရတာအဲအဲ့ဒီ study time ပေါ့ ဒီတရားတွေမှာလေဥစ္စာတုတမရခြေနဲ့သွားရင်ကိုယ်ကရပြီးတည်ထိုင်လိုက်တာဒီလိုဟိုအဲ့ဒါကို study time ကောင်းကောင်းပေးပြီးတော့ဘာဝနာမရလို့อ่ะနော်အားထုတ်တဲ့ဟာကိုဥစ္စာဟိုလို time မှာအားထုတ်တဲ့ထင်နေတာလေနော် time မှာအားထုတ်တာမှမဟုတ်တာဥစ္စာသိပြီပဲဒါဒါအိရာပုံနဲ့မှမဆိုင်တာနော်သတိဉာဏ်နဲ့ပဲဆိုင်တာဒီရေချင်းနဲ့ပဲဆိုင်တာဒီရေချင်းเนี่ยတွေးနေနေလေ့ကျင့်နေတာပဲနော်တွေးတာကသာယုံနာအကြောင်းဖြစ်နော်တွေးတာကသတိဉာဏ်သာဖြစ်နော်ဒါဆိုရင်တေဝပဒနာပဲလေ เนาะဟိုတွေးတာအရှုခံယုံနဲ့ရှုစိတ်တတိညာနာဖြစ်နေရင်ဝိပဿနာထိုင်မယ်လေဒါဒါဘာဝနာချိန်မယ်လေเนาะအဲအဲ့ဒီအဲ့ဒီအဲ့ဒီဟာအပေါ်မှာကိုကဟိုအခုအချစ်တဲ့တတိလဲထားမိပါတယ်ဒီဟာကိုကိုကြားဝိဇ္ဇာနဲ့နောက်တစ်ခေါက်ကြားတော့မပြည့်မြော်မိုင်းဖြစ်တာတော့ဆိုပါလေဒီပုံမှာကိုကဟိုလက်ကျင်အားလိုနေတာပေါ့ skill ပြတ်သွားတာเนาะဒီမှာအဲ့ဒါတော်တော်လိုတာပါဗျာအဲ့ဒါကြောင့်ဟိုတရားဝင်မကြည့်ရော်လည်း သိပြီးတော့ဟောပါမယ်ဒီဟိုတရားဝဲရှိမှလည်းပို့ပြီးတော့စကိရတတ်တလားလို့ပြောတာအဖြစ်လို့လဲဆိုတော့တကယ်နိဝရဏငိမ့်တာလားနည်းနည်းရင်တော့အသက်ဆိုင်နိဝရဏနေသွားတာပေါ့နေသွားတဲ့ဟာနေအိမ်အဲ့ဒါလေးမှပဲရက်ပြီးတော့ရှေ့ဘာမှတက်လို့မရအောင်ဖြစ်နေတာပေါ့ဗျာတက်လို့မရအောင်ဆိုတော့တက်လည်းမတက်ဖြစ်ဘူးတက်လည်းမတက်ဘူးဟုတ်ဟုတ်ဟိုဟိုဟာပေါ့တရားအာမထုတ်ခင်ရတဲ့ဒီအာထုတ်ပြီးနောက်ပိုင်းကကြွားချမှုတော့ရှိတယ်အဲ့ပုံမှာကျင်းကျင်းတတ်မှုတော့ရပြီပဲဆက်မဖြစ်ဘူးပေါ့ဗျာတိုင်းနိုင်မရဘူးပေါ့ဗျာ အဲ့လိုဖြစ်တာပေါ့ဗျာတခါလေးတော့လေဟိုပါပေါ့ဗျာအလွယ်လိုက်တာဘယ်လိုပဲပုံပုံကိုရောက်အောင်ဗျာနားလေးဟာပြီးတော့ပဲသွားပြီးတော့ကိုယ်လိုက်အားထုတ်ဖို့တော်တော်အားနည်းနေရတယ်တွေ့ရတယ်ဗျာနားနားတော့ပို့ပါတာနော်ခုနဦးစင်းပြောသလိုဟိုလက်ချနားထောင်တဲ့ခါကျတော့လေကိုစိတ်ဝင်စားတယ်ပြောတာလည်းကိုနားလေတယ်ဆိုရင်ပေါ်ပါတယ်လေ။နောက်ကိုမလုပ်အောင်လေ။ကိုရဲ့ဝရိယအားနေတယ်။ကိုဝရိယသိမဆိုင်ရဘူးပေါ့ တကယ်ကိုကိုဒီစာကိုလည်း study လဲလို့ရအောင်ဝိရဆက်ရပြီနော်အခုအဲဥစဉ်တို့တခါလေးနာရင်းနဲ့နာပြီးတည်တာဒီလက်ရှာတက်တာတကယ်တော့ကိုအထုတ်တာဒီ quest study တိုင်းနော်တယောက်နဲ့တယောက်နဲ့မတူဘူးတချို့သူတွေကြတော့လေ study သိလို့ဆရာမလို့နော်သူလက်ရှာတက်တက်နေရင်သူလုံတော့တချို့လူကလက်ရှာရေးမကြည့်ဘူး study အားကောင်းမှရတယ်တယောက်တယ်မတူဘူးတွေ့လားဒါဥစဉ်တို့ចောင်းသားဘွားတွေလို့ဖြတ်သန်းခဲ့တာလေဒီတရားကလေအဲ့တိုင်းနော် study မနေ့ကတော့နှစ်ခုမျှရတာပေါ့လေ တခုစုံရတာပေါ့သိပြီးသားပဲလေနော်ဟိုဥစဉ်လို့ဟိုကျူရှင်တဲ့တက်ကောက်ကိုလည်းစာကြရတယ်လေအဲလိုလည်းပြောရရင်လေဒါဒီဒီဒီအတိုင်းပဲဒီဟာဥစဉ်တို့ morning session ကကျူရှင်သဘောပဲနော်ပြီးရင်ကောက်ကို practice ကိုညားညားယူနိုင်မှာအဲဒါမှတော့မြန်မြန်တက်မှာဟုတ်ပါပြီမကြီးအေးပါ Okay, 在这是啥表情啦？叫、啊、你演啦？啊，这味道不一样味道是吧？演吧我我这我这对呀，呃，首先对，直接看不来的味道，味道我会有，哈哈。 ဖြစ်ရမယ်နော်ပထမပထမရက်စကြတဲ့ကျွန်တော်ဟိုင်းနေနေဆိုမစိုးပါဘူးမသိလားညောနေတယ်ဗျာမတ်ဟိုတရားရတော့နားဖြစ်တယ်ဘယ်လိုတော့မထိုင်ဘူးပြီမဲ့ဥစဉ်ဘယ်တော့စမလဲဘယ်တော့စမလဲတော့ဥစဉ်မစရင်တပည့်တော်မရတော့တရားနေနေကြာကြာကြာရင်ဝေးသွားတာဘူးပြန်မလို့နားတော့အမဲတော့နားဖြစ်ပါဘူးဆိုပြီးတော့ပြတဲ့အချိန်တော့ပြီးတော့အဲ့လိုဆိုင်တော့မထိုင်ဘူး ။ဒါပြစ်တယ်ဆိုရင်ကိုမစိုးပါဘူးเนาะ။ပြန်ပါဘူး။ဟုတ်။ခုနဟိုသတိပေးသလိုလေးလေသတိရတိုင်းလေးသာကိုကိုလူသက်တောင်သက်သာလေးနဲ့အလုံးလုံးမိဖို့စိတ်အေးလေးနဲ့လုံရင်းနဲ့မှအဲ့ဒီလူသက်တောင်သက်သာစိတ်အေးဖြစ်လို့ဖြစ်လာတဲ့သတိကမှရုပ်နာပေါ်မှာညံဖြစ်ဖို့တွေ့လား။တစင်းကြီးတွေသွားတယ်။ဒီစင်းတော့တစင်းတစင်းတစင်းကိုမကြော်တော့လေနောက်စင်းတော့မတက်နိုင်။နော် လူလူတက်တောင်းတက်တာစိတ်အေးအေးလေးနေလို့ဖြစ်လာတဲ့တတိနဲ့ရှိနေတဲ့ယုံနံပေါ်မှာတတိညာဖြစ်ဖို့တွေ့လာတယ်။နော်ဦးဇင်းတို့အဲ့တိုင်းသွားရမှာ哦။နော်ဖောပထမအဆင့်ကိုမကျော်ဘူးဆိုရင်ဒုတိယအဆင့်ကိုမရောက်နိုင်ဘူးဖြစ်။အင်းဟုတ်ပါပြီ။ဒါယူဝင်ပြောလို့ရလား ကဲဟိုပြည့်ပြည့်စွာပြောဖို့ရှိလားပြောလို့ရလားပြင်ပြတပီးဟာဒီနေ့မှစရောဟွာဆိုတော့တိတ်မရှိသေးပါဘူးစီပြာတပီးတော့ပထမဆုံးတရားဖြစ်လို့ပါဗျာနာနားလေလိုက်ရလားမဖြစ်ဒီကျင်းတော့အဲအကုန်လုံးတော့ catch up မဖြစ်ပြင်မယ်ဗျာအဖြစ်ဖြစ် တာပါဗျအစောပိုင်းကတပြီးတော့ထင်တာတရားထိုင်နေဆိုရင်မလုံးရဘူးအဲတို့မျိုးထင်ခဲ့တာနေပြီးတော့ဆရာဆရာတော်ဖျားပြောလိုက်တဲ့အခါမှာအော်ဒါတတိကိုထင်ရမယ်ဆိုတဲ့ဟာမျိုးလေးတော့ရေးရေးလေးတော့မြင်လာပါပြီဖျားဖြည်းဖြည်းချင်းတော့စူးစမ်းပါမယ်ဖျားဟုတ်ပါပြီအဲ့လိုဆိုပါလေစိတ်ထဲမှာအရှင်မဒီလိုကြားဘူးတယ်တပြီးတော့အရှင်မဒီလိုပြောတော့ကြတော့ဘယ်ဟာဘလို့တုံးဆိုစိတ်ခုရှိရင်ထုတ်တာမသိလားအာမနာနဲ့ เนาะဟိုကိုရှင်းသွားရင်တော့ပြီးရောပေါ့เนาะစိတ်ထဲမှာလေးအဲ့လိုတောက်ပေါ့ဟိုတန်တရားဖြစ်စရာလေးတွေကိုသိထားတဲ့ data နဲ့ digital နဲ့မတူဘူးကိုစိတ်ထဲမှာမဆုံးဖြတ်နိုင်မှုဆိုရင်တော့မေးเนาะဟုတ်ပါဗျာဟုတ်ပါပြီနောက်ရက်တွေဆက် join ကြည့်ပါဒါတော့ဝိပဿနာမိတ်ဆက်ပေါ့ပထမရက်ဆိုတော့ပြန်ဆဆိုတော့เนาะအာဟိုအကြောင်းဖွင့်ရတီတော့ကလေးကိုအကြောင်းဖို့ဖို့ပိုင်ညာလို့ရတော့တပီးတော့စနေသတင်းတွေတော့မှန်မှန် join ပါမယ်ဗျာဟုတ်ပါပြီအားလေးရ join ပါရပါတယ်เนาะ ပါဗျာ။ဦးစင်းတို့ကအဲ့ဒီ Telegram ရော YouTube ရောပြန်တော့တင်ပေးတယ်။ငါတို့ဒီနေ့လေးစိတ်ဝင်စားရင်တော့အဲ့လိုတောက်လျှောက်တော့ line နိုင်တော့ပိုကောင်းတယ်။လိုက်လိုက်နိုင်ရင်ပေါ့လေ။ဟုတ်ပါဗျာ။ပြန်ပါဗျာ။ကြားရလိုက်နိုင်အောင်။ဟုတ်ပါပြီ။ Yes ။အော်ဒါယူရင်ပြောမပြောနိုင်မှုထင်လို့အမသတော်ကဖယားစနောခဏကတ်နေလို့ပါဗျ။အော်အော်။မမအနေ ဘယ်လိုတူတူတော့အဲ့လောက်ထိချင်းပြောစရာမရှိပါဘူးဗျာအဲ့မမချစ်ပြောသလိုပဲမီးနဲ့ဝေးနေတော့ချိတ်ကမာတာဗောဗျာညောနေတာဟုတ်တယ်ညောနေတာတရားတော့တရားတော့ဒါပါပဲเนาะဟိုပြန်ချုပ်လိုက်တော့ဦးစင်းတို့ကတတိယတိုင်းလူရောစေရောတတောင်းတတာအေးဖြစ်ဖို့အဲ့အဲ့တတိဖြစ်လာမှဒီယုံနာပေါ်မှာ တဆင့်တက်ပြီးတော့မြင်ဖို့နော်ဟုတ်ဒါအေးဘက်ကတဆင့်သွားတာနော်ဒီဘက်ကတဆင့်ကြတော့လေဟောဒါကြီးဟာကဒီဟိုတိုက်ရိုက်သွားတာပေါ့လေဒီနေ့ပြောသလိုပေါ့ဒီရုပ်ခန္ဓာကိုယ်ကြီးကိုဒီနံကခိုင်းလို့ခိုင်းတဲ့နံနဲ့အခိုင်းခံယုံနဲ့အပေါ်မှာသုံးသက်ဖို့ဒီဒီအဲ့အဲ့အဲ့ဒီဟာအပေါ်မှာနှစ်နည်းပါပဲဦးဇင်းတို့မြင်တာတော့ဟိုနှစ်နည်းစလုံးသုံးရမယ်ထင်တာပါပဲ အခုရင်းတော့အေးလေးနဲ့သတိဖြစ်ဖို့စဖို့ပြောပြမိနီးကလေဟိုအဲ့ဒါပိုးလွယ်မယ်ထင်ပေမဲ့အဲ့မလွယ်ပြန်ဘူးတချို့နော်အဲ့တော့အဲ့လိုမှမလွယ်ရင်လေဒီရုပ်ပေါ်မှာညံနဲ့တန်းပြီးတော့ဒါကိုရုပ်ပါလားလို့သိတယ်ညံဟောဒါခိုင်းတဲ့နံပါလားလို့သိတယ်ညံဒီပေါ်မှာအထက်ထက်ပွားပေးရင်လေဟိုသတိကပြန်ကောင်းလာမှာပဲလေမှန်ပါဗျာနီလန်းကတော့ဘတ်ဆောင်သုံးရမဲ့သဘောရှိတယ်ဥစဉ်တော့သတိ အားနေတာပိုဆိုးတယ်ထင်လို့သတိကိုတွန်းပြောကြည့်တာဟိုအဲ့လိုကြတော့လေတိတ်ပြီးတော့ဘယ်လိုခေါ်တော့ဟိုပြေစုံအောင်မလုပ်နိုင်ကြဘူးလားပေါ့နော်မှန်ပါအင်းအပြီးတော့ဒီနေ့ဖမုံအမျိုးမိန်လိုက်တဲ့ခါကျတော့ဟိုရုပ်ကိုဖမုံအရင်ပြောတာဟုတ်ရုပ်ကိုပြောတဲ့ခါကျတော့ကိုကိုကိုဟိုဘယ်လိုရဲ့အော်အေးဟိုကိုရုပ်ကြီးကတကယ်တကယ်ဖမုံဟို ဘယ်လိုပြောမလဲဒီရုပ်ကြီးမှာဒီအတိစိတ်ဆိုတဲ့ဒီနံကလေးကတ်နေတာပဲဆိုတော့နောက်ကျတော့ဖိုးဖိုးအဲ့လိုမျိုးတောက်လျှောက်တောက်လျှောက်လို့ပြောကြတော့ဟိုတတ်ထက်သေးကြပါလေဗျာပြီးတဲ့ခါကျတော့တခုကအဲ့လိုမျိုးအထုတ်ရင်းနဲ့ဗာတခုလေးတတိထားဖြစ်လဲဆိုတော့ဒီကြားတဲ့ဟာလေးကိုဒါတရားကိုနာနေတဲ့ခါကျတော့တိကျင်စိတ်နဲ့ပေါ့ဒါလေးကိုစိတ်ညှစ်ထားတဲ့ခါကျတော့ကြားတဲ့ဟာလေးကိုအာရုံရောက်တယ်ဟိုတတိလေးထားတယ်ကိုယ့်ရဲ့ ဟာကိုယ်နှစ်ခုပြန်လဲဆင်ကျင်တယ်ပေါ့နော်အဲ့ဒါအပြင်ကိုဒီအတန်ဖုံးအတန်မရောက်လာတဲ့အချိန်မှကြတော့ကိုယ့်ရဲ့အတွေးပေါ့တပြည့်တော့အတွေးများတဲ့လူဖြစ်တဲ့ကြောင့်အတွေးကိုကိုယ့်အတွေးလေးကိုပြန်ပြီးတော့တတိထားဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးနှစ်ခုကလေးကိုအဲ့လိုမျိုးလေးစိတ်ညွတ်ပြီးတော့လုပ်ဖြစ်ပါတယ်ဗျာဟုတ်တယ်ကဲဟုတ်ပါပြီမှန်ပါဗျာဟုတ်တယ်ကျွန်တော်မရှိတော့ပါဘူးမှန်ပါမရှိသေးပါဘူးဗျာ ဟုတ်ပါပြီအာသူဦးဇင်းတို့မင်းဖက်မှတွေ့ကြတာပေါ့နော်မှန်ပါဗျာยีเซชาเลอีวา